ကြောင်းဖြစ်စဉ်ဖြစ်တဲ့ချိန်မှာကျမတို့ကမှာရောက်နေတာအဲ့ဒီတည်င်းရရချင်းနဲ့ဒုံဆိုင်ပြီးတော့သွားတော့ကျမတို့ကဖြစ်ပြီးတော့3နာရီကြာလောက်ကြာမှအဲ့ဒီထေကိုရောက်သွားတာရောက်သွားတော့မြင်ရတွေ့ရတဲ့ရှုခင်းကတအားကိုစိတ်ဆင်းရတာကောင်းစာတင်ဆောင်စုစုပေါင်း3ဆောင်လောက်ပျက်စီးတယ်အခုတည်ဆုံးမှုအများဆုံးကတော့ main အဆောက်အုံပေါ့နော်အဲ့ဒီအဆောက်အုံကအကုန်လုံး အမိုးတွေပွင့်ထွက်တကယ်ရွက်တွေလည်းအကုန်လန်ပြန်ထွက်တယ်စာတင်ကုန်တွေကအကုန်အပြင်ထုတ်ထားရတယ်ကလေးတွေရဲ့အလောင်းတွေကိုကောက်တဲ့အခါမှာစာတင်ကုန်တွေထဲမှာညက်နေတော့ဘလို့မှထုတ်မရလို့စာတင်ကုန်တွေအပြင်ထုတ်ထုတ်ထုတ်ပြီးမှအဲဒီပေါ့နော်ခန္ဓာကိုယ်အစိတ်ပိုင်းတွေရောခံရရတဲ့လူတွေရောပေါ့နော်အဲ့လိုလောရတယ်ဆိုတော့ဖက်နှက်ကလေးတွေလည်းခုနတစ်ဖက်ဒီနတစ်ဖက်ကွန်ပါဘူးလေးတွေလွယ်အိတ်စာအုပ်အဝတ်ထည်လေးတွေ ်တွေးဆနေတဲ့အဖြူအိမ်ကြီးလေးပေါ့အဲ့ဒါတွေကလည်းတကြောင်လုံးအနှံ့အပွက်ပလဲလို့ငိုးယုံနေတဲ့မိဘတွေကလည်းကြောင်ဝင်နေမှာပဲနောက်ကို့အတန်းပေါ်တငယ်ချင်းကကွက်လုံးနဲ့ထဲပေါသွားတာပေါ့ပါသွားတော့သူတို့ကအဲ့ဒီနေရာကိုလာကြည့်ပြီးတော့ငိုတဲ့ကလေးတွေကလည်းငိုကြဘူးဒါတော့မှဟိုထိခဲ့တံရရတဲ့ကလေးတွေကတခြားကိုအကုန်ထုတ်သွားပြီမရှိတော့ဘူး ဲ့လိုထုတ်သွားလို့တော်တော်များများပါသွားတယ်စိတ်စင်းရစရာမြင်ွင့်မှာအကောလုံးစုံပြက်စီးပြီးတော့ကိုစိတ်ချမ်းသာစရာကြီးပါရှင်အဲဖိခိုက်တရားရတာကတော့တရားကျော်လောက်ရှိတယ်ပေါ့ကွယ်လွန်သွားတာကတော့ကျမတို့ဒီ volunteer ဆရာမနှစ်ယောက်ပါတယ်တယောက်က22တယောက်ကအသက်23နောက်ကျန်တာကတော့ကျမတို့ G2 ပေါ့ G2 ကနေစပြီးတော့မှ G11 ထိကွယ်လွန်တဲ့ထဲမှာပါတယ် G2 က6ရောက် G3 က3ရောက်4က4ရောက်5က1ရောက်နောက် G7 က3ရောက် G9 1ရောက်10တရောက်11တရောက်ဆိုတော့အငယ်ဆုံးက grade 2တက်နေတဲ့အရွယ်ဆိုတော့ရှိလ၄နှစ်ရှိလအငယ်ဖို့ G2 တက်တဲ့အရွယ်ဆိုတော့6နှစ်9နှစ်လောက်ပေါ့နော်အကြီးဆုံးကတော့ ဆီယမ်မတွေပဲပါမယ်အဲ့ဒီဆီယမ်မအကြီးဆုံးဆိုတာတော့23အဲ့တော့တေဆုံးမှုအများဆုံးကကလေးသူငယ်တွေပဲဖြစ်လိမ့်မယ်အသက်18နှစ်ပေါ့အောက်ကလေးသူငယ်တွေပဲဖြစ်ပါလေရှင်ထူးထူးခြားခြားရှင်းစရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီရဲ့ရုပ်မှအောက်တန်းကြတာတွေလိန်ညာပြောဆိုတာတွေကိုပြည်သူတွေကတော်တော်များသိပြီးသားအဲ့တော့သူတို့အလိန်ညာဆိုတာသိတယ် ဟိုဘက်ကပြောပေးနေတယ်ဆိုတဲ့လူတွေကလေဒီဟာကမှားနေတယ်ဆိုတာတိရက်နဲ့ကိုသူတို့ရဲ့ကိုကြိုးစည်းပွားလက်လံဖအခွင့်အာဏာယာရုစည်းစိမ်အဲ့လိုမျိုးတွေချောင်းမှုလို့တာအမှန်ကိုဘူးကံပြီးတော့မှမဟုတ်ပါဘူးလို့ညင်းနေတာအဲ့ဒီညင်းနေတဲ့လူတွေပြောချင်တယ်ပေါက်ကွဲမှုဖြစ်သွားတဲ့ဖြစ်စဉ်အနေထားပတ်ဝန်းကျင်ကိုကျွမ်းကျင်တွေတုံးတက်လို့ရတယ် ပစ္စည်းသက်တွေလူသက်တွေလည်းညာစွာရှိတယ်။မေးလိုက်ချင်းတယ်။ကျမတို့အညာကလူတွေကကိုသားသမီးကိုစတဲ့ပြီးတော့လိန်ညာလောက်อ่ะအောက်တန်းဘသူမှမကြဘူး။အဲ့ဒီအမှန်တရားမဟုတ်တာတွေပြောနေတဲ့သူတွေကျမတို့မျက်လုံးချင်းတဲ့တဲ့ဆိုင်ပြီးကြည်စမ်းမှာမင်းတို့လိပ်ပြလုံရဲ့လား။လိန်ရညာရတာအတွက်နင်တို့အခွင့်အရေးတွေဘလောက်တောင်ရတယ်လဲလို့ကျမကမိခွန်းထုတ်ချင်တယ်။အဓိကဥတီချက်ကတော့အကြောက်တရားကိုရိုက်သွင်းတာ ပြည်သူတွေနဲ့တော်လိုင်းလုပ်နေတဲ့သူတွေကြားထဲမှာအမုန်းဖြစ်အောင်သူတို့ကကြားကနေလုပ်ပေးတာဒါဖြစ်လို့ဒါလုပ်တယ်ဒါတွေကိုလက်မခံနဲ့ဆိုရင်အကြောက်တရားကိုရိုက်သွင်းတာနောက်တစ်ခုကကျမတို့ဘက်ကလူတွေပညာတက်သွားမှာထူးချွန်သွားမှာထက်မြက်သွားမှာသူတို့ကတအားကြောက်တယ်ပညာမတက်အသိဉာဏ်ကင်းမဲ့တဲ့သူတွေများလေလေသူတို့အုတ်ချော်ကလွယ်လေလေအဲ့ဒီအတွက်ကြောင့်မလို့ပညာသင်ကြားရေးကို အကြီးကြီးအနှောက်ယှက်ပေးတာသူတို့ပြောသလိုအဒီနေရာမှာဟိုဟာတွေရှိတယ်ဒါတွေရှိတယ်ဟိုဟာတွေလုတ်တယ်ဒါတွေလုတ်တယ်စိုခဲရင်အခုကွယ်လွန်တဲ့စည်းငုံကြည့်လေဘသူတွေပဲကွယ်လွန်တာလဲတကယ်တမ်းသူတို့ပြောသလိုဒါအဲ့ဒါတွေရှိတယ်ဆိုရင်တေချာပေါ့ဒီကွယ်လွန်တဲ့ထိခိုက်တဲ့စည်းရင်းထဲမှာပါလာပါလေအခုကွယ်လွန်ထိခိုက်တဲ့စည်းရင်းထဲမှာအသက်၁၈နှစ်အထက်ဆိုတာ၄ယောက်လားပါတယ်အဲ့ဒီ၄ယောက်စလုံးကလည်းတင်ကြားရေးမှာဝင်လုံနေတဲ့ဆရာဆရာမတွေပဲ ကွယ်လွန်ကနှစ်ယောက်ကကွယ်လွန်သွားပြီအဲ့တော့သူတို့ပြောတယ်လို့ဟိုဟာတွေရှိလို့ဒါတွေရှိလို့ဆိုတာကသူတို့ရဲ့အပြစ်ကိုကာကျင်လို့ပြောတဲ့အကြောင်းပြချက်တတ်တတ်ပဲလို့ကျမကတော့ယူဆကြတယ်ဟာဓာတ်ပုံတွေထဲမှာ uniform တွေနဲ့ပါတယ်ပါမှာပဲဘာလို့ပါမှာလဲဆိုတော့ဒီလိုဖြစ်သွားတဲ့အချိန်မှာအဲ့ဒီရွာထဲမှာရှိတဲ့မိဘတွေကဘာမှမလုပ်နိုင်ဘူးတွေ့ဦးတွေ့တဲ့နဲ့အာသူကလေးကိုကလေးရှာကြပြောင်းနေတာ ပြောပြတယ်ဘေးကမြင်ရတယ်လို့ ਆ ပေါ့အမကြီးတယောက်ကပြေးလာတယ်ကျောင်းဝင်းအဝင်းမှာလှေကားတစ်ပေါ်မှာသူ့ရဲ့သမီးရဲ့ဟိုပါပေါ့ခနာကိုသူမြင်လိုက်ရတယ်မြင်တဲ့ချိန်မှာသူကအမလေးတော့ဆိုပြောတယ်ပြီးတော့ခုံပေါက်ပြီးတော့သူကပတ်ပြေးနေတာဘာမှလည်းသူမလုပ်နိုင်ဘူးနောက်အဖွားတယောက်ကလည်းပြောတယ်တိုင်လေးကိုမှီပြီးတော့မှလက်ကဒလူကြီးတန်လန်းကြီးကြာနေပြီသား အဲ့ဒါကမှအဖွားကတမီးကိုကဲပါအောင်ဆိုတော့ तू ကကျမမကဲနိုင်ခဲ့ဘူးတဲ့အဲ့ဒါကိုကျမစိတ်ချမ်းသာရအောင်ဘာလို့လဲဆိုတော့သူ့မြေးသုံးဘောက်ကကြောင်နေမှာအဲ့ကျတော့ဒီကလေးကသူ့မြေးမဟုတ်လို့ तू ကထားခဲ့ပြီးတော့မှသူ့မြေးကို तू ပြေးရှာလိုက်ရတယ်ပေါ့အဲ့လိုမျိုးကစင်ကြီးဖြစ်နေတဲ့အချိန်မှာစနစ်တကျလေ့ကျင့်ထားပြီးတော့မှဒီသွေးတန်ရဲရဲတွေကိုကင်တွဲနိုင်တာကဘယ်သူတွေပဲရှိလဲသူတို့ပဲအ мян ဆုံးရောက်လာတယ်အ мян ဆုံးပေါ့ ဆွဲထုတ်တဲ့အခါမှာတဲ့ခုံလေးကြားမှာကလေးတွေကမြက်တယ်ဟိုအစိတ်ပိုင်းတွေလည်းဖြစ်နေတာမို့လို့အရင်ဆုံးခုံလေးကိုဆွဲထုတ်ဆွဲထုတ်ထုတ်ပြီးမှဒီကလေးတွေကိုကယ်ဆယ်ရေးလုပ်ရတယ်ပေါ့လုပ်ရတဲ့ချိန်မှာမိဘတွေကတော့ကိုယ့်ရဲ့ဟိုတွေးတာကိုယ့်ရင်သွေးရှိရအောင်ပဲ UTP လုပ်တဲ့ချိန်မှာဘာမှမခွဲဘဲနဲ့အရေးကြီးရင်ကြီးတယ်လို့လုပ်ပေးနိုင်တာသူတို့တွေပဲရှိတော့သူတို့ကရောက်လာကြတယ်ပူညီပေးကြတယ်ကားလိုသလားစိတ်လိုသလား တွေးလို့သလားရေးလို့သလားမုံလို့သလားအားလုံးသူတို့ကပဲစီစဉ်ပေးကြတာတွေးဆိုတော့လေတွေးအုပ်စုခွဲပြီးသားဒီဟိုပေါ့အခြေခံလိုအပ်တဲ့အသက်ရောင်သွားတို့ HIV တို့စသဖြင့်စစ်ဆေးပေးသားတွေကလေသူတို့စီမှာပဲရှိတာခုအပြင်ကတာမန်ပြည်သူကိုကျမတို့တွေးလှူခံမယ်ဆိုရင်အဲ့ဒါတွေအားလုံးကိုပြန်စစ်ရအဲ့တော့ကျမတို့ကဒီမှာအတွေးအုပ်စုဘလောက်လဲဒီလိုမျိုးရနေတဲ့သူတွေကိုဒါအကူအညီတောင်းပြီးဆောင်ရွက်ကြတာ ဲ့ဒါအတွက်ဓာတ်ကိုရိုးမယ်ဖွဲ့ပြီးတော့တပ်ပုံနေတဲ့မှာဓာတ်တွေပါလို့ဆိုရင်ဒီရဲဘော်တွေကလူအတက်ကိုကယ်ရဖို့အရေးမှာအဲ့ဒီ uniform ကိုတော့ပြန်ပြေးလဲရအောင်မလားပြီးတော့ရဲဘော်တွေမှာလည်းအဲ့လိုအပေါ်ကိုဝင်စားတယ်အများကြီးရှိမယ်လို့ထင်ကြတာလားသူတို့မှလည်းသူတို့ရှိတဲ့ဟာလေးကိုဝတ်ဝတ်တယ်မဟုတ်ပေါ့ငကုရှိရင်းစွဲလေးတိုင်းပဲဖြစ်တယ်ဟဲ့လို့ကြားကြားချင်းဒုံဆိုင်ပြီးတော့ကျမတို့အကုန်လုံးကပြေးလာကြတာတို့လက်လန်းတမီကပြေးလို့ရတဲ့ လမ်းကြောင်းရှင်းတဲ့ဒူတွေအကုန်လုံးကအဲ့ဒီကိုအုံပြီးတော့ပြေးလံကြတာဒါကြောင့်မလို့ဓာတ်ပုံလေးထဲမှာသူတို့တွေပါနေတယ်ဆိုတာလေအဲ့ဒါအတွက်ကြောင့်မလို့ကျမကတော့ရှင်းပြခြင်းနဲ့ရှင်းဘုံချဲတာကိုကျမအချိန်တော်တော်များကြုံမှုတယ်ပေါင်900ရာဘုံကြလိုက်ရင်ရှင်းအနက်က၄ပေလောက်အနည်းဆုံးရှိဘေးကအဝန်းဝိုင်းကျဲတာကလည်း7ပေ15ပေလောက်ကျင်းချိုင်ပြီးဖြစ်သွားတယ်အဲ့ဒါကဒီပေါင်900ကြတာ ကနာမှာကျွန်မတစ်ချိန်ကြုံမှုတယ်ဝေဘူးလာမှာတစ်ချိန်ကြုံမှုတယ်ကြောက်ချက်မှာလည်းကြုံမှုတယ်ဆိုတော့အားလုံးကဒီလိုတပုံစံနဲ့နေပြီအခုဒီမှာတွေ့ရတဲ့ပုံစံကကြတော့ဒီရှစ်လက်မအချင်းလောက်ရှိပြီးတော့ရှစ်လက်မအနက်လောက်ပေါ့နော်အဲ့ဒါလို့ကျင်းလေးတွေကရှားချီဒီအဆောက်အုံဘေးပတ်ချတယ်မှာဒီဘက်ကအပြောအရဆိုဖွဆနက်ကိုကျဲပြီးတော့ဝဲကမဲခဲနေတာပေါ့ဒီကျင်းလေးတွေကတော့ဗဇက်ကပြောတော့ဒါကျင်းလေးတွေလေ အဲ့ဒီအစိပ်ပိုင်းကခန္ဓာကိုယ်ကိုမှန်ရင်အဲ့လိုအနေထားရှိတယ်ပြီးတော့တိတ်အမြင့်ကြီးကိုမတက်ဖဲနဲ့မြေကြီးနာတပေနှစ်ပေပေါ့အဲ့လောက်လောက်မှပို့ပြီးတော့ဝဲတယ်ဒီဒီအပိုင်းစားပြီးပေါ့နော်နောက်ခြေတော့ဒီပြတ်ကြတယ်နောက်ထိခိုက်တဲ့နေရာကြီးတော့မြေပြင်ကနေတထွာ6လမတာတာလောက်ဒီမှာအဲ့ဒီဟာတွေဖြစ်တယ်ဆိုတော့တုံးတက်ကြတာတော့ဒါ cluster ဘုံအမျိုးစားလို့ တုံးသက်တယ်ကလပ်စတာဘုံကစစ်မြေပြင်မှာတောင်မှလုံးဝမတုံးရဘူးအဆက်ဆွမ်းအားကြီးတယ်ဆိုပြီးတော့နိုင်ငံတကာပိတ်ပင်ထားတာဒါပေမဲ့စစ်ကောင်စီကနိုင်ငံတကာကိုလည်းဂယုမဆိုင်ဘူးလုံးဝကိုဂယုမဆိုင်တာပြောင်ပြောင်တင်းတင်းပဲဒါလူသားမျိုးနွယ်ပြတ်တုံးအောင်ကိုပါလူမျိုးတုံးတက်ဖြတ်မှုတွေလုပ်နေတယ်စစ်ရာဇဝတ်မှုလည်းကျူးလွန်နေတယ်အဲ့အတွက်ကြောင့်အခုတုံးတဲ့ဘုံမြေစာကျမကမျက်မြင်အရာကောက်ချက်ချရင်တော့ cluster ဘုံမျိုးစားပါဒီဘုံမျိုးစားနဲ့ဘလောက်တည်ကြတာတောင်မှကလေးတွေကန်လို့ပြောရမှာသူတို့ကမျက်နှာစာဖက်ကိုထွက်တမြကလေးတွေအားလုံးကအသက်ဆုံးရှုံးတာကြောင်းရဲ့နောက်ကြောတဲကိုခုံချပြီးတော့မှအဲ့နောက်ကြောအတိုင်းပြေးလိုက်ပြီးတော့ဟိုဘက်ကဖုံးချောင်းပေါ့နော်ဟိုဘက်မှာဖုံးချောင်းကပ်ရဲ့အဲ့ဒီဖုံးချောင်းဘက်ကိုခုံချပြီးတော့မှအုတ်တန်းကိုအကွယ်ယူလိုက်တဲ့ကလေးတွေကတော့တိတိဖောက်ဖောက်ပဲထိတာ စုစုပေါင်းအဲ့ဒီကအကြောင်းတက်နေတာကတရားနီးပါးလောက်ခံမှန်းပေါ့နော်အဲ့လောက်ရှိမယ်ဆိုတော့အထိခိုက်တာလည်းတရားကျော်လောက်ရှိပါတယ်ဟိုကွယ်လွန်တာကတော့မနေ့ကတယောက်ထပ်ပြီးတော့တိုးတယ်ဆိုတော့နှစ်ဆက်နဲ့သုံးယောက်ပါအဲ့ဒီတိုးလာတဲ့ကလေးကလည်းဂျီတူလာဂျီတရီလာပဲအဲ့တော့ကျွန်မမှန်းကြည့်တာကသူ့ခေါင်းဝင်ထိတယ်သူ့ ခြေတူးဆိုတဲ့အသက်ရွယ်နဲ့အရက်ကဘယ်လောက်ရှိနေလဲခေါင်းထိအဲ့ဒါထပ်တူးဆိုတော့ဒါ23ယောက်ရှိသွားပြီလို့ပြောမှာရှိတမတို့ဘက်ကကြတော့ရက်ရွာအခြေပြုဖွင့်ကြတာတင်ကြမဲ့ကျောင်းသားရယ်ဆရာမရယ်နောက်တိုက်ပွဲစစ်ကြောင်းထိုးတဲ့အနေထားလေเจ้าအနေထားအပေါ်မှာမူတည်ပြီးတော့မှကြောင်းဖွင့်ရက်ပိတ်ရက်ဆိုတာကမူတည်မရှိဘူး အခြေအနေရဒီတင်ငန်းစာကိုပြီးအောင်မယ်စူးစမ်းတင်ရတယ်နောက်ပြီးတော့စေရမပြေဆုံးကြတဲ့ရွာတွေလေဟိုငွေရမဲ့လေယာလုပ်ငန်းလုပ်တဲ့အချိန်မျိုးကိုသူတို့ကကြောင်းပိတ်ကြတယ်ဥပမာပဲပေါ့အပဲသိမ့်မဲ့အချိန်မျိုးဆိုရင်ကြောင်းပိတ်ဒီမှာတာဝန်ထမ်းနေတဲ့ volunteer ဆရာဆရာမတွေရောကျောင်းသားကျောင်းသူတွေရောအကုန်လုံးကပတ်စံကြအောင်ပဲအငှားနှုတ်ကြတယ် အဲ့လိုအချိန်မျိုးမှာကြောက်မပိတ်တယ်အဲ့တော့ဘယ်အချိန်မှာပိတ်တယ်လဲဆိုရင်လေယာလုပ်ငန်းအတွက် သူတို့ပတ်စံရှာတဲ့အချိန်နောက်စစ်ကြောင်းထိုးတဲ့အချိန်ခုလိုမျိုးလင်းရင်တိုက်ခိုက်တဲ့အခါမျိုးတွေမှာကြောက်ပိတ်ပြီးတော့ကျန်တဲ့အချိန်မှာတော့သူတို့ကသူတို့အစီအစဉ်နဲ့သူတို့ပဲကြောက်ဖွင့်ကြတာရှင့်အဲ့တော့ကျွန်မမေးချင်တာကသူတို့ဘက်ကကလေးတွေမဟုတ်တိုင်းသူတို့ဘက်ကကြောက်ဖွင့်နေမဟုတ်တိုင်းဒီလိုဘုံကျဲခွင့်ရှိတယ်လို့ဘယ်သူကခွင့်ပြုလိုက်တာလဲ ဘလောက်သေးသိမ့်မေဘလောက်အောက်တန်းကြတယ်သူတို့မှရောတာသမီတွေမရှိဘူးလားပညာသင်ကြားရမှာအကန့်အသတ်မရှိဘူးဒါအခြေခံလူခွေတင်ကြားသူနဲ့တင်ယူသူကအဆင်ပြေနေရင်တစ်တမေအောက်မှာလေညတာကောင်ဖြစ်ပါစေမိထုမင်းတင်ခွင့်ရှိတယ်အတော်ကိုအောက်တန်းကြတယ်စာတင်ချိန်မဟုတ်ဘဲကြောင်းဖွင့်လို့မို့လို့ဘုံကျဲတာဆိုတဲ့အယူအဆအတွက်တော့အဲ့ဒီဖက်ကလူတွေအားလုံးကိုမေးချင်တော်တော်ကိုအောက်တန်းကြတဲ့အတွေးခေါ်ပါလို့ကျမကတော့ပြောချင်နေရှင် ဘလို့မှတ်ချက်ပေးရမလဲဆိုတော့တို့အထီးကလုံနေတာလေကိုယ့်ဘက်ကမျိုးဆက်တွေပညာသင်ကြားဝင်မရအောင်အဲ့ဒါအထီးကထားလုံနေတော့ကျွန်တော်တို့ကတော့နီလန်းရှာပြီးတော့မှလုံုံစိတ်ချရတဲ့နီလန်းနဲ့ပညာဆက်လက်သင်ကြားဖို့အတွက်ကြိုးစားမှာကြိုးလဲကြိုးစားနေရပေါ့လောလောဆယ်အားဖြင့်ကတော့ဒါအလုံးစိတ်နှလုံးထိခိုက်ရပြီးတော့မှရှိနေတာကြောင်းမလို့ကြောင်းနေဘို့ပိတ်ထားတယ်ပေါ့နော်ခက်တာပိတ်ထားပြီးတော့မှ ဆက်ပြီးတော့တင် जा နေမှာကျမတို့ဖက်ကတော့ပေါ့နော်နမဲကလေးတွေရဲ့အသက်အန္တရာယ်ကင်းဝေးဖို့အတွက်တော့ကျမတို့စီစဉ်ပြီးတော့မှတင် जा လာဖြစ်မှာပါဘာလို့လဲဆိုပညာတင် जा မှုကရက်တန့်ထားလို့မရပါဘူးဒါအဲ့ဒီအတွက်လိုအပ်တဲ့စီစဉ်မှုတွေလုပ်ပြီးရင်တော့ကျမတို့ကပြန်ပြီးတော့ဆက်လက်ပြီးတင် जा မှာပါရှင့်ကျမတို့ လွန်ခဲ့တဲ့တစ်နှစ်လောက်ခရေကဒီလေချောင်းလက်နက်ကြီးမိုင်းနဲ့ပတ်သက်ပြီးတော့မှအသိပညာပေးဖော်ပြပွဲတွေဆွေးနွေးပွဲတွေလုပ်ကြတယ်။ကလေးတွေနဲ့လည်းကျွန်တော်လေ့ကျင့်ခန်းတွေလုပ်ကြတယ်။အခုလည်းကျွန်မဒီဘက်ကိုလာခဲ့တဲ့သခိုင်းကလေးအတွက်လာကူရင်းနဲ့တခါလေဒီမှာလေအဲ့ဒီဟောပြောပွဲလေးလုပ်တယ်ပြီးတော့ကျမတို့ CDM တွေအားလုံးစုပြီးတော့လေဒီကိစ္စအတွက်ကျမတို့ဘယ်လိုဝိုင်းဝန်းနိုင်မလဲဆိုပြီးတော့အလို့ရဆွေးနွေးပွဲလေးတွေလုပ်ခဲ့တယ်အဲ့လိုလုပ်တော့ သူတို့ကတော့ဘလူးပြည့်ရမယ်ဘလူးပုံရမယ်ပုံဖို့ချင်းတူရမယ်ဒါဆက်သွဲဖို့အတွက်ပေါ့နော်သတင်းကိုရင်လည်းချိန်ရမယ်ဆိုတာရှိတယ်သို့တော်ညာလည်းပဲရုပ်မှန်ကောက်ကျက်တဲ့လူကအဲ့နေရဆိုပြီးနှစ်စီးဖြတ်သွားတယ်ဖြတ်သွားတော့အော်ဖြတ်သွားပြီပေါ့ငါတို့တော့ကြော်သွားပြီငါတို့မဟုတ်ဘူးပေါ့ဆိုပြီးတော့နေတဲ့အချိန်မှာမှသူကချက်ချင်းပြန်ကိုရတယ်ပြန်ကိုရတော့အချက်ပေးတဲ့လူကအချက်ပေးတယ်ဒါပေမဲ့ ဆက်နေတဲ့ကြပုံခုဖို့အတွက်ချိန်မရလိုက်ဘူးဘလောက်တောင်မြန်လဲဆိုရင်ကလေးတွေအားလုံးကစာသင်ခန်းထဲကထွက်ပြီးတော့မှအဲ့ဒီလှေကားထစ်ကလေးတွေကျောင်းဝင်းတကားကိုမရောက်ခင်ကွင်းပြင်မှာပေါ့အဲ့ဒီမှာကိုအကုန်လုံးကတစားတပိုင်းတစားစီဖြစ်ကုန်မှာပေါ့နော်အဲ့အတွက်လဲအာသတိမပေးကြဘူးလားဆိုသတိပေးပါတယ်သတိပေးချက်ကလည်းရပါတယ်ဒါပေမဲ့အချိန်မီလုတ်ကဲအောင်လုပ်ဖို့ဆိုတာကကြတော့ အခုပောက်ကွဲသွားတဲ့ဘုံအနေထားအဲ့ဒီအပေါ်မှာလည်းမူတည်သွားတယ်ပေါ့အဲ့တော့ကျမတို့ကတော့အခုဖြစ်ပျက်ကိုကြည့်ပြီးတော့ကျမတို့ဘာထပ်ပြီးတော့လုပ်ဖို့လိုအပ်အောင်မလဲပေါ့နော်နိုင်ငံတကာမှာရောက်နေတဲ့ကိုယ့်ရဲ့ပြည်သူတွေကိုပဲအကူအညီတောင်းချင်တာအဓိကကတော့ငွေကြေးအကူအညီပေးကြပါဘာလို့အဲ့ဒါကိုပြောရလဲဆိုတော့ကျမတို့ကဘုန်းကြီးချင်းနဲ့တူးတယ်တူးတဲ့ချိန်မှာဟိုဘက်ကလှူလိုက်တဲ့အလူရှင်ရဲ့ ယုံကြည်မှုအတွက်ကျွန်တော်တို့ကဒီလိုဓာတ်ပုံလေးတွေပြရတယ်မပြရင်လည်းအလွဲသုံးစားပေါ့နော်အဲ့လိုဖြစ်မှာကြောက်တော့ကျွန်တော်တို့ကအဲ့လိုလေးတွေပြရတဲ့အခါမှာတချို့ကလည်း location တွေပေါက်မှလားပေါ့နော်ကျွန်တော်တို့အထူးသတိထားပါတယ် location တွေလည်းမပေါက်အောင် icon လေးတွေဆိုရင်လည်း icon လေးရဲ့အမျိုးအမည်တွေမသိအောင်ပေါ့နော်အဲ့လိုတွေလုပ်တယ်ဆိုတော့ကူနိုင်နေဆိုရင်အဓိကငွေကြီးပဲထောက်ပံ့ပေးပါအဘလိုအပ်ပါတယ်လို့ပြောလိုက်တဲ့တည်းဒီခိုင်းနေအဲ့ဒီပစ္စည်းကို ပိတ်ပင်တားဆီးကန့်တတ်တာတွေလုံးမအောင်မှုလို့ငွေကြေးစာထောက်ပံ့လိုက်ပါသူတို့ယုံကြည်မှုရအောင်ထိကျမတို့ကပြန်လည်ပြီးတော့မှဘယ်နေရာမှာဘာသုံးလဲဆိုတာပြန်ချပြပေးပါမယ်လို့ကိုကြီးတောင်းနေနေရှိကျမရေးအတွက်နဲ့ဆိုရင်ကျမတို့ကလူစွမ်းအရင်းမြစ်ကရှိတဲ့ကလောက်ရှိတယ်ဒီဆေးဝါးတဲယူပို့ဆောင်တဲ့အချိန်မှာတော့ဒါစစ်ကောင်စီကတားဆီးပိတ်ပင်တာတွေဖမ်းဆီးတာတွေရှိတယ်နောက်ပြီးတော့ဆေးရုံဆေးကန်းတွေရှိတဲ့ကျမကြီးကုသတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေလုပ်နေတယ်။အဲ့ဒီကြားထဲကပဲအခက်ခဲမျိုးစုံကိုရင်ဆိုင်ပြီးတော့ဒါကျမကြီးနဲ့ပတ်သက်တဲ့ဆရာဝန်တွေတူနာပြီးတဲ့ကျမကြီးဝန်ထမ်းတွေကတတ်နိုင်တယ်များအတကူစွန့်ပြီးတော့ကိုသူတို့စောင့်ရနေပါလေပြည်သူတွေအနေနဲ့ကတော့ကြက်တဲလာတယ်။ဘာဖြစ်လို့လဲဆိုတော့နေအိမ်နေမရှုခံရတယ်။စစ်ကောင်စီတပ်ကနောက်ပြီးတော့သူတို့လုတ်ကင်စားတဲ့လေယာဉ်ဒီမှာလေဒါအလုံးလုတ်ကင်လုံးကတိတ်မလွယ် သူတို့စခန်းချတာနဲ့နေနေလေတယ်ဆိုရင်ကျမတို့ဘာမှလုပ်လို့မရတော့သူတို့ကလည်းကောက်ချက်တယ်စိုက်ပစီပြက်ထားတယ်ဒါဒီတိနံနေရိတ်သိမ်းခံနေပြီဆိုရင်သူတို့ကစစ်ကြောင်းထိုးလိုက်တယ်အဲ့တိနံနေရိတ်သိမ်းသွားတယ်ဒါမိုးတွေရှိတော့ပြည်သူတွေအတွက်လည်းကြက်တဲပါတယ်ကုန်သိန်းတော့လည်းကြီးမြင့်ပါတယ်အဲ့ဒီအတွက်အခုဒီပေးနိုင်တဲ့သူတွေကုနေမယ်ဆိုရင်တော့လေကျမတို့ကငွေချေးပဲကုနေတောင်းတယ်ပစ္စည်းပို့တယ်ဆိုရင်ကျမတို့ကတည်ယူစီတာအကြီးတယ်နောက်ပြီးတော့လမ်းမှာအသိမ်းခံလိုက်ရရင်လည်း ဒီကိစ္စအကုန်ပါသွားတဲ့အပြင်ဘာမဟုတ်တဲ့အနာဂတ်ပလာစတာနော်ဒီလိုထိခက်ဒဏ်ရာရရင် ကတ်တဲ့အနာဂတ်ပလာစတာတစ်ခုနဲ့ပဲထောင်ကျသွားတဲ့သူတွေအများကြီးရှိနေကြကြောင်းမလို့လူနိုင်နေဆိုရင်ကျမတို့ငွေကြီးပဲလူပေးပါကျန်တာတွေကကျမတို့မြေပြင်မှာမြေကြီးရှိရင်ခြေချင်းလျှောက်သွားလို့ရတယ်အဲ့ဒါတွေအားလုံးကဖန်တီးပြီးလို့ရပါတယ်ပြောချင်တာရခံချင်တာတော့ဒီဖြစ်ရက်ဒီတက်တေတာရကားတွေအရာ စစ်ကောင်စီကိုကျမတို့မြန်မြန်တိုက်ထုတ်နိုင်လေလေပြည်သူလူထုမျက်နာမှု ရော့နေလေလေပို့လို့ကျမတို့တော်လိုင်းဘက်ကလည်းအချင်းချင်းချစ်ချစ်ခင်ခင်နဲ့ပေါ့နော်ဒီ PDF ပါကဖာပါလာဖာလုကေနော်ခါ EOS တိအားလုံးစုစည်းပြီးတော့မှအများဆုံးတိုက်ထုတ်မှသာအခုလိုမျိုးအဲစိတ်ဒုက္ခတွေရောက်တာတွေပျက်စီးဆုံးရှုံးမှုတွေကကျော်နေသွားမှာပါ ပြည်သူတွေအနေနဲ့လည်းကျမတို့ဘက်ကိုနည်းနည်းလေးတိခံပေးပါဦးကျမတို့ဘက်ကလည်းတောင်းပန်ချင်ပါတယ်ဒါအကိုတို့မတို့ဒီလိုတွေဆင်းရဲဒုက္ခရောက်နေတာလို့ကျမတို့လည်းသိပါတယ်ခံလဲခံစားရပါတယ်အဲ့အတွက်ကြောင့်မလို့ကျမတို့အတွက်တော့အောင်ပြီးတော့မှဆက်လက်ပြီးတော့တိခံပေးပါဦးလို့မြတ်တရားခံပြီးတောင်းပန်ချင်ပါတယ်ရှင်ဒီနေ့